စကားကိုရှင်းနောက်မညီပဲပြောကခင်မုန်းတဲ့ကိုအတုံးချပြီးအတန်ရှင်းရှာနေလို့လူပြောများနေတဲ့ခင်ရတနာဆိုပရိသတ်များအလုံးမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြလဲဇူဇူလိုက်ပါတယ်။ကွာရှင်းထားတဲ့ခင်မုန်းတဲ့ကိုအတုံးချကအတန်ရှင်းရှာနေလို့လူပြောများနေတာကတော့အလှမဲ့ခင်ရတနာဆိုပါ။ အလားမဲ့ခေရဏဆိုးဟာဘကိုးတိုင်းတိုက်ဦးမြို့နယ်ကဖြစ်ပြီးတော့ဆိုင်းတီကောင်းတယ်လို့တချင်းဆိုလည်းကောင်းပြီးတော့တိုက်ဦးနယ်တဝိုက်မှာနာမည်ကြီးတဲ့ဆိုင်းမင်းသမီးလေးတယောက်လည်းဖြစ်ပါတယ်။အထူးသဖြင့်တော့ခေရဏဆိုးဟာနေဘက်တွေမှာလှုပ်တဲ့အလူပွဲဆိုင်းပွဲတွေမှာမပါမဖြစ်ငားရတဲ့ဆိုင်းမင်းသမီးအဆိုတော်တယောက်ဖြစ်ပါတယ်။ အခုခါမှာတော့ခရီးရနာဆိုးဟာမင်းစနီဘတ်စ်ပြိုင်ပွဲကိုဝင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အခုဆိုရင်တော့ခရီးရနာဆိုးကမင်းစနီဘတ်စ်ဘကိုးပြိုင်ပွဲမှာတရက်ဖို့စုခိုးနိုင်ခဲ့ပြီးတော့မင်းစနီဘတ်စ် main stage ကိုရောက်ရှိနေရဖြစ်ပါတယ်။ပရိသတ်တွေကတော့ခရီးရနာဆိုးဟာအလားမဲ့ရုံမပေါက်ဘူးလို့ပြောကြပါတယ်။ အမှန်တကယ်မှလည်းအညာမှာဆိုင်းမင်းသမီးလုံနေခဲ့တဲ့ခင်ရတနာဆိုးနေနဲ့မြို့သူဖူဖွေးလှလှလေးတွေလိုမျိုးမရှင်နိုင်တာကတော့အမှန်ပါပဲ။ဒါဝိမဲ့လည်းအလားမဲ့ခင်ရတနာဆိုးကတော့အလားမဲ့ရုံနဲ့မတူရင်အလားမဲ့ပြိုင်ပွဲမဝင်ရဘူးဆိုတဲ့စီကံမရှိရာကြောင့်ဝင်ကြံခဲ့ကြောင် ပြတ်သားစွာနဲ့ပြောခဲ့ရဖြစ်ပါတယ်။ ဒါပေမဲ့လည်းလူတွေကတော့ခင်ရတနာဆိုးကိုအမြင်ကပ်ကြတဲ့အချက်ကကွာရှင်းထားတဲ့ခင်မုန်းတဲ့ကိုအကြောင်းပြကအတန်ရှင်းရှာလွန်းတာကြောင့်ဖြစ်ပါတယ်။ခင်ရတနာဆိုးကအခုချိန်မှာမီဒီယာအင်တာဗျူးတွေမှာသူမဟာအတိတ်အချိန်မှာအိမ်တွင်းအကြမ်းဖက်မှုကိုခံထားခဲ့ရကြောင်းအထူးသဖြင့်ခင်မုန်းတဲ့ကနှိမ့်ဆက်လို့ဆယ်ရန်းမှာဘောပေမကင်နိုင်လို့စာမေးပွဲမဖြေခဲ့ရလို့ဆယ်ရန်းတောင်မအောင်ခဲ့ကြောင်း ဒီလိုမျိုးအိမ်တွင်ကြံပန့်ခံရတဲ့အမျိုးသမီးတွေအားလုံးအတွက်ဒီမှာကမေးစနီဘော့စ်ပြိုင်ပွဲကို speak out လုပ်ဖို့အတွက်လာပြိုင်လာလို့ဆိုပါတယ်။ပုံမှန်အားဖြင့်ဆိုရင်တော့ခင်ရတနာဆိုးရဲ့စကလုံးတွေကစိတ်အားတက်ကြွပွေကောင်းပါတယ်။ဒါပေမဲ့လည်းခင်ရတနာဆိုးအကြောင်းကိုသေချာလေးလာကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့စကားတွေကရှေးနောက်ဘလို့မှမညီတာကိုတွေ့ရပါတယ်။ ခင်ရနာဆိုဟာ the voice မြန်မာလိုမျိုးအစိုးပြန်ပွဲတွေမှာလည်းဝင်ပြိုင်ခဲ့ဘူးသူဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတော့ခင်ရနာဆိုကသူမရဲ့ယောက်ျားအစိတ်ထားကောင်းကြောင်သူမကိုဘလို့တောင်းချစ်ပေးပြီးတော့အလိုလိုက်ကြောင်အပေါင်းအရင်းတန်တန်နဲ့ပြောခဲ့ဘူးတာပါ။ဒါအပြင်ခင်ရနာဆိုကသူမရဲ့ယောက်ျားဟာလူရိုးလူအေးရေခဲတုံရေခဲတုံအနာကိုကဲ့ရင်အေးမြစေတဲ့ဝါထခုလောင်အဲခုလာလိုမျိုးအဲ့ဒီလိုလူဖြစ်ကြောင်းကိုခင်မုန်းတဲ့ကမစိုးရပဲနဲ့သူမကပဲပြန်စိုးရကြောင်ပြောခဲ့ဘူးတာဖြစ်ပါတယ်။အခုချိန်မှာတော့ခင်ရနာဆိုကခင်မုန်းတဲ့က ဘယ်လိုမျိုးမကောင်းခဲ့ကြအောင်သူမကိုအိမ်တွင်ချက်ဖက်မှုတွေကိုဘယ်လိုလုပ်ခဲ့ကြအောင်စသဖြင့်မီဒီယာအင်တာဗျူးတွေရှိမှပန်းနူသွေးပြနေရဖြစ်ပါတယ်။ဒါကြောင့်လည်းလူတွေကတော့ခင်ရတနာဆိုးရဲ့ကိုလီကူမာများပုံတွေရှေ့တမျိုးနောက်တမျိုးစကားရှိနောက်မညီပုံတွေကွာရှင်းထားတဲ့ခင်မုန်းတဲ့ကိုအသုံးချပြီးတော့နာမည်ကြီးအောင်အတန်းရှင်းရှာပုံတွေကိုလူပြောများနေပါတယ်။ ဒါအပြင်ပြင်ခဲ့တဲ့ရက်ပိုင်းမှာဆိုရင်လည်းခင်ရတနာဆိုးကသူမမင်းစနီဘောက်စ်မြန်မာပြိုင်ပွဲဝင်ဖို့တက်ထားတဲ့ပတ်စံတွေအကုန်လုံးဟာအခိုးခံလိုက်ရတာကြောင့်ပတ်စံတပြားမှမရှိလို့ရန်ကုန်မှာကြုံရကြပန်းအလုံးလုံးချင်းကြောင်း စင်တန် unplus လိုမျိုးမှာတခြင်းဆိုခြင်းနဲ့ဆိုပြီးတော့ post တွေတင်ခဲ့ပါသေးတယ်။ဒါကြောင့်လည်းလူတွေကတော့ခရီးရနာဆိုးကို attention ရှာနေတယ်လို့ဆိုပါတယ်။ခရီးရနာဆိုးကတော့သူမကိုလူတွေပါပဲပြပြဒဇန်လေးမှဂယုမဆိုင်ကြောင်သူမအနေနဲ့ခြေချိုးတောင်မှ Miss Universe ပြိုင်ပွဲဝင်ပြိုင်မယ်လို့ပြောထားခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခင်ပုံဟောင်းကိုအပုတ်ချနေတဲ့ခရီးရနာဆိုးကိုဘယ်လိုမြင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။